မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးအနေနဲ့မြန်မာနိုင်ငံအပြောင်းလဲဖြစ်လာခြင်းအာဆီယံတွန်းအားပေးဖို့ EU တိုက်တွန်းတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာစစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုမရှိနိုင်သလိုတရားမျှတမှုလည်းမရှိတာကြောင့် EU ကရွေးကောက်ပွဲလေးလာစောင့်ကြည့်သူတွေဆင်လွတ်သွားမှာမဟုတ်ဘူးလို့ EU ထိပ်တန်းလူခွင့်ရေးအရာရှိကအောက်တိုဘာ18ရက်မှာပြောကြားလိုက်ပြီးအပြောင်းလဲဖြစ်လာခြင်းရေးတွန်းအားပေးဖို့ ASEAN ကိုတိုက်တွန်းလိုက်ပါတယ်။ အာဆီယံနိုင်ငံတွေပါဝင်အိန္ဒိယနိုင်ငံအားလုံးမြန်မာနိုင်ငံမှာလမ်းကြောင်းပြောင်းလဲလာစေရန်အမှန်တကယ်တွန်းအားပေးကြဖို့မိမိတို့တိုက်တွန်းကြောင်း EU ကော်မရှင်နာမင်းကြီးကမလေးရှားမြို့တော်ကွာလာလမ်ပူမှာပြုလုပ်ခဲ့တဲ့အင်တာဗျူးတွင်အယားရှိဂိုင်ဂျော့စ်အိုလန်ကန်ကပြောဆိုလိုက်တာပါ။ အရာရှိကန်ဂျတ်အိုလောင်ကန်ကပြောဆိုလိုက်ကြပါဒီဇင်ဘာ28ရက်မှာစတင်ကျင်းပမယ်လို့ကြေညာထားတဲ့ရွေးကောက်ပွဲဟာပြည်တွင်းစစ်တွေပြန်လည်ရင်ကြားစီရင်လမ်းကြောင်းတစ်ခုဖြစ်တယ်လို့စစ်ကောင်းဆောင်မင်းအောင်လိုင်ကပြောထားပါတယ်ဒါပေမဲ့ကုလသမဂ္ဂကျွမ်းကျင်သူတို့နဲ့နိုင်ငံတကာလူငင်းချမ်းသာကွင်အဖွဲ့အပါအဝင်နိုင်ငံတကာစောင့်ကြည့်သူတွေကရွေးကောက်ပွဲဟာစစ်တပ်ကဆက်လက်အုပ်ချုပ်ရေးတရားဝင် ဖြစ်စေဖို့ကြံစီမှုတစ်ခုဖြစ်တယ်ဆိုပြီးပေးချထားကြပါတယ် မြန်မာနိုင်ငံမတိမငိမ့်ဖြစ်နေသည်ဖြင့်ဒေသတစ်ခုလုံးအတွက်မတိမငိမ့်ဖြစ်စေတဲ့အထူးအရင်းမြစ်ဖြစ်နေသေးသည်ဖြင့်မြန်မာဟာအာဆီယံနိုင်ငံတွေအတွက်နံပါတ်၁စိုးရိမ်စရာဖြစ်နေလိမ့်မယ်လို့အရာရှိ Mrs. ကန်ချောင်းအိုလောင်ကန်ကပြောပါရယ်။လာမယ့်သတင်းပတ်ကွာလာလမ်ပူမှာကျင်းပမယ့်အာဆီယံညီလာခံမတိုင်ခင်သူ့ရဲ့အဲ့ဒီလိုပြောဆိုမှုထွက်ပေါ်လာတာဖြစ်ပြီးစေကောင်းဆောင်တွေကျင်းပမယ့်ရွေးကောက်ပွဲအတွက်လေလံဆောင်ကြည့်သူတွေစေလွတ်မလွတ်ကိစ္စကိုအာဆီယံကဆုံးဖြတ်ဖို့ရှင်နေပါရယ်။မြန်မာနိုင်ငံမှာချက်ချင်းအပြစ်ခတ်ရင်ဆိုင်ရေးပါဝင်အာဆီယံရဲ့ သဘောတူညီချက်၅ရက်ကိုစစ်တပ်ကအကောင့်ထဲမပေါ်နိုင်သေးပါဘူး။အာဆီယံရဲ့တောင်းဆိုမှုတွေအရမတင်ဖြစ်နေပြီးစစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေပါတယ်။အခုနေ့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသားအဝင်ကြီးရဲ့နေပြည်တော်ခီးစဉ်တွင်အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေဖို့လွတ်လပ်များတာတဲ့ရွေးကောက်ပွဲဖြစ်စေဖို့တိုက်တွန်းခဲ့ပေမယ့်တနိုင်ငံလုံးအတိုက်အတာနဲ့ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုတာကိုစစ်ကောင်းဆောင်ကိုယ်တိုင်ဝန်ခံထားပြီးဖြစ်ပါတယ်။မြန်မာနိုင်ငံရှိသက်ဆိုင်ရာအဖွဲ့အစည်းအားလုံး တိုက်ခိုက်မှုရပ်တန့်ပြီးစစ်မှန်တဲ့အလုံးပါဝင်တဲ့စစ်မှန်တဲ့ဆွေးနွေးမှုတွေပြုလုပ်ကြဖို့ EU လူခွင့်ရေးထိပ်တန်းရာရှိကတိုက်တွန်းထားကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မွန်ပြည်နယ်မှာစစ်မှုထမ်းအပတ်စဉ်၁၈ရက်အတွက်လူငယ်၂၅၀ပါးစစ်သားစုဆောင်ခံရတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကောမရှင်ဖွင့်လှစ်တဲ့လာမည့်ပြည်သူစစ်မှုထမ်းတနက်အပတ်စဉ်၁၈ရက်အတွက်ဒေသတွင်းကလူငယ်၂၅၀ပါးစစ်သားစုဆောင်ခံလိုက်ရတယ်လို့စစ်ကောမရှင်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။စစ်သားစုဆောင်ခံလိုက်ရတဲ့လူငယ်တွေကိုအောက်တိုဘာ၁၈ရက်နေ့ကမော်လမြိုင်အခြေစိုက်အရှိတောင်တိုင်းစစ်ဌာနချုပ်ကစစ်ကောမရှင်ကမွန်ပြည်နယ်အစိုးရအဖွဲ့ကတွားရောက်တွေ့ဆုံခဲ့ပါတယ်။ စစ်တမ်းစုဆောင်ခံလိုက်ရတဲ့လူငယ်တွေဟာအတင်းအဓမ္မပေါ်တာဆွဲခံရတာညပိုင်းအပြင်ထွက်စဉ်ဖမ်းဆီးခံရတာအလုတ်သွားလုတ်ပြန်ချိန်တွေမှာဖမ်းဆီးခံခဲ့ရပြီးနောက်တပ်တောင်းစုဆောင်ခံရသူအများဆုံးပါဝင်ပါတယ်။မွန်ပြည်နယ်ဒေသခံတို့ကတော့စစ်မှုရန်စုဆောင်ခံရတဲ့လူငယ်အများစုဟာမြို့ဝင်ဂိတ်တွေမှာဖမ်းဆီးခံရသူတွေညပိုင်းအပြင်ဘက် ညဘက်အပြင်နေဘက်တွေမှာပါဖန်းစီခံရသူတွေပါဝင်တယ်လို့ပြောပါရယ်အခုကျွန်တော်တို့ကြားရတဲ့အထဲမှာလူငယ်လေးတွေကဂိတ်ကိုဖြတ်ပြီးသွားလာတာရှိတယ်မြို့ဝင်ဂိတ်တွေကနေပြီးတော့ဖန်းစီတာတွေညဘက်ဒီတိုင်းပဲညဘက်မဟုတ်ပဲနေဘက်တောင်မှပေါ်တင်ဆွဲဖန်းတာတွေရှိတယ်ဟုဆိုပါရယ် ဒေတာတွင်းမှာတော့အကြောင်းမျိုးမျိုးကြောင့်စစ်ကောမရှင်ရဲ့ဖန်စီခေါ်ဆောင်ခံရပါကအများစုဟာပြန်လည်လွတ်မြောက်လာတာမရှိဘဲတပ်သားတွေဖြင့်စုဆောင်းခံလိုက်ရပြီးစစ်ကောမရှင်နဲ့နှိစက်သူအနေစုလောက်သာငွေကြေးအဆမတန်ပေးမှသာပြန်လွတ်လာတာရှိတယ်လို့သူကဆက်ပြောပါတယ်။အခုနောက်ပိုင်းစစ်ကောမရှင်ရဲ့ရက်ွက်ချေရွာအုပ်ချုပ်ရေးမှုတွေဟာစစ်မှုထမ်းလူစားထိုးအငှားခေါ်ယူလို့မရတာကြောင့်စစ်မှုထမ်းအတွက်ဒေတာတွင်းကလူငယ်တွေကိုပြစ်မှတ်ထားလာတာကြောင့်နေရောညပါလုံခြုံမှုကင်းမဲ့လာတယ်လို့လူငယ်တွေကဆိုကြပါတယ်။ တပတ်မှာစစ်ကောမရှင်အားပြည်သူစစ်မှုထမ်းဥပဒေကိုပြန်လည်တက်သွင်းပြီးနောက်မွန်ပြည်နယ်မှာလဆင်စစ်မှုထမ်းတနန်းတွေဖွင့်လှစ်နေပြီးရဲကောက်ပဲနီလာတာနဲ့အမျှစစ်မှုထမ်းအတွက်တပ်သားစုဆောင်မှုတွေပုံမှုပြုလုပ်လာပါတယ်။တရင်ဌာနကပြည်စုထားတဲ့ချက်လက်တွေအကြောင်းမွန်ပြည်နယ်မှာတော့စစ်ကောမရှင်ရဲ့ပြည်သူစစ်မှုထမ်းတနန်းအပတ်စဉ်တက်ကနေအပတ်စဉ်၁၈ထိဒေသရင်းကစစ်မှုထမ်းအကျုံးဝင်နဲ့လူငယ်၃၃၀၀ဝန်းကျင်စုဆောင်ခံထားရကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ထိန်းချုပ်မြို့တွေကနေ TNL စုခွာပေးနေရမှုအပေါ်ဝေဖန်မှုတွေရှိလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီတပ်ဟာတန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့မြို့တွေကတီဘောမြို့ကိုထပ်မံသိမ်းပိုက်နိုင်ခဲ့တာကြောင့်ထိန်းချုပ်ထားတဲ့မြို့တွေကနေ TNL စုခွာပေးနေမှုပေါ်ဝေဖန်မှုတွေရှိလာပါတယ် TNL ဟာ2023အောက်တိုဘာ29ရက်ကစတင်တဲ့တိတုံညာနေခွန်စစ်စင်ရေးနဲ့တူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲတီဘောနမ်ဆန်မိုင်းလုံးမိုးမိတ်မန်တုံနဲ့မတူကုတ်ခိုင်နောင်ချိုနမ်ခဲမိုင်းငုံမြို့နဲ့မန္တလေးတိုင်းကမူကုံမြို့တို့ကိုတင်ယူခဲ့တာပါ2025နှစ်လပိုင်းမှာစ စ်ကောင်စီရဲ့တံပြန်ထိုးစစ်ကြောင့်ပြီးခဲ့တဲ့ဇူလိုင်လလယ်မှာနောင်ချိုမြို့ကို GNL ကလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ဒါအပြင်ချောင်မဲမြို့ကိုအောက်တိုဘာ၁ရက်နေ့အောက်တိုဘာ၁၉ရက်မှာဒီဝေါမြို့ကိုပါလက်မှတ် ထမံပေးလက်လွတ်ခဲ့ရပါတယ်။ဒါပြင် TNN တွေထိမ့်ချုပ်ထားတဲ့မြို့နယ်တွေကိုလည်းလေးချောင်းကနေနေစဉ်ပုံကျဲနေပါတယ်။စစ်တပ်ဟာတီဘောကိုတင်ယူပြီးတဲ့နောက်နမ်မတူမြို့ကိုလည်းစစ်ကြောင်းထိုးနိုင်တယ်လို့သတိပေးချက်တွေရှိနေပါတယ်။ထိမ့်ချုပ်ထားတဲ့မြို့တွေကနေဇက်တိုက်ဆုတ်ခွာပေးနေရတဲ့ TNN ရဲ့စီးရေးဆွမ်းရေပေါ်ဒေသခံတွေနဲ့နိုင်ငံရေးအတိုင်းဝိုင်းကမေးခွန်းထုတ်နေကြပါတယ်။ TNL မှာတရုတ်ရဲ့ဖိအားရှိနေတဲ့အပြင်တပတ်မှာစစ်တပ်ကတရုတ်ရဲ့လက်နက်ကိရဲနီးပညာ drone စတဲ့အကူအညီတွေရှာနေတာကြောင့်စစ်တပ်ထိုးစစ်ကို TNL ခုခံဖို့ခက်ခဲနေတယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်းစီရေးလိလာသူတို့ကပြောပါရယ်ဒါပေမဲ့တွစ်တုံညာနေခွန်စစ်စင်ရေးမှာပါဝင်ခဲ့မှုတဲ့တော်လန်ရေးရှဲဘော်တို့ကတော့တရုတ်ကဖိအားပေးလို့ဆိုတာနဲ့မလုံလောက်ပါဘူးတွစ်တုံညာနေခွန်တို့ကတမျိုးပြီးတမျိုးဇက်တိုက်သိမ်းနေတာလေအခုကျရေကုန်ရေကမ်းမတိုက်ပဲစုတ်ခွာပေးနေတယ်ကြီးလို့မကောင်းဘူးလို့ပြောပါရယ် ။စုံမဲ့တူတူဘာလို့တိုက်နေသေးလဲအသက်ပေးသွားတဲ့ရဲဘော်ရီကိုမှအာမနာလို့နောက်ထပ်ပြည်သူတို့ကလည်းပြောပါတယ်။အခြားပြည်သူတို့ကလည်းစုံမနေနဲ့မတိုက်ဖဲပြန်ပေးလိုက်ပါအခုကျစကားစကားမူတီရနေပြီလို့မှတ်ချက်ပြုပါတယ်။စေအုပ်စုကတီဘောမျိုးကိုတိုင်နိုင်ကြောင်းသတင်းထုတ်ပြန်ရမှာအော်တိုဘာ၂ရက်မှစ၍ထိုးစစ်ဆင်ပြီးအော်တိုဘာ16ရက်ညနေမှသိမ်းပိုင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။စစ်ဆင်ရေးကာလအတွင်းမှာတိုက်ပွဲကြီး9ကြိမ်ထိတွေ့မှု22ကြိမ်စုစုပေါင်းတိုက်ပွဲ28ကြိမ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။တီဘောမျိုးတိုင် တိုက်ပွဲတွေကနေရုပ်အလောင်း73လောင်းနဲ့လက်နက်9လက်တာတင်စင်းရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ DNL ကစုခွာချိန်မှာမြို့ပေါ်ကအဆောက်အုံတွေကိုမိရှုခဲ့တယ်လို့လဲစစ်တပ်ကဆွဆဲဖော်ပြကား ဆက်ဆဲဖော်ပြထားတာတွေ့ရပါတယ် GNL ကတော့သူတို့အနေနဲ့တရုတ်အစိုးရရဲ့ဘီယာကိုရင်ဆိုင်နေရပေမယ့်မြို့တွေလက်လွတ်ဆုံးရှုံးနေရတဲ့ပေါ်အပြေရှားသွားမယ်လို့ကြောင်မဲမြို့ကိုလက်လွတ်ပြီးတဲ့နောက်မှာသတင်းဌာနကိုဖြေကြားခဲ့ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်ကောင်စီကအခုလိုပြန်ကောင်းထောင်လာနိုင်တာဟာတရုတ်ရဲ့ကူညီပေးမှု GNL နဲ့ MNDAA တို့အပေါ်ပြင်းထန်တဲ့ဘီယာပေးမှုတွေကြောင့်လည်းဖြစ်တယ်လို့စီရင်အခက်ခဲတို့ကမှတ်ချက်ပြုပါတယ်ပြည်ထနာကမြောက်ပိုင်းက GNL တို့ကိုကန့်တို့ကိုတရုတ်ကကြိုးတုပ်ပြီးထိုးခိုင်းတာဖြစ်တာ ကိုသူကချုပ်ပေးပြီးစစ်တပ်ကိုထိုးခိုင်းတာလွလွလပ်လပ်မထိုးရတော့မြောက်ပိုင်းကဖွဲ့တွေကခံရတာပေါ့လို့အဲ့ဒီစီးရဲကဲခက်ကပြောပါတယ်စစ်ကောင်စီတပ်ဟာတရုတ်ဖီးယားကင်းလွတ်တဲ့အာရခတပ်တော်အေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေနဲ့ရင်ဆိုင်တွေ့ရမှာတော့အလဲလဲအကွဲကွဲနဲ့အထိနောင်ဆုံးရှုံးမှုတွေများပြားနေတာကိုတွေ့ရတယ်လို့စီးရဲလိလာသူတို့ချို့ကတုံးသက်ပြောဆိုကြကြောင်းလည်းသိရပါတယ် TNL ကောင်းဆောင်တူဖြစ်တဲ့ပိုချုပ်တောင်ဖုံကျော်ကစစ်ကြီးထဲမှာရှင်တန်ကျင်းရစ်သူတွေအတွေ့အသင့်နဲ့ပြူဟာချက်လုတ်ကြတာပေါ်လို့အော်တိုဘာ17ရက်မှာသူ့ရဲ့ Facebook မှာရေးသားခဲ့ပါတယ်။ ရှမ်းမြောင်လေးလာတို့တို့ကတော့စစ်ကောင်စီအားအခုလောလောဆယ် TNL ကိုဖိပြီးထိုးစစ်ဆင်နေတာဖြစ်ပေမဲ့ရှမ်းမြောင်အခြေစိုက်တပ်တွေဖြစ်တဲ့ TNL, SSPB, KIA, MNDA တို့အကြားညီညွတ်မှုမရှိရင်အထူးတကွာစစ်ရေးနိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုမရှိရင်နောက်ပိုင်းမှာစစ်တပ်ရဲ့စစ်ရေးဖိအားကိုအဖွဲအလုံးရင်ဆိုင်ကြရမှာဖြစ်တယ်လို့သုံးသပ်ပြောကြားပါရယ်။ဒါကြောင့်ဒေါ်လာရေးတပ်တွေချင်းပူးပေါင်းပြီးစစ်တပ်ကိုတိုက်ခိုက်သင့်တယ်လို့အကြံပြုပါရယ်။ဒါအပြင်တီဘောမျိုးနဲ့နမ်တူမျိုးနဲ့ကိုဆက်သွယ်ထားတဲ့မိုးတေတရာမိုင်းခွဲဖြစ် စ္စည်းခံရတယ်လို့ရှမ်းပြည်တိုးတက်ရေးပါတီ SSBB SSJ ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာချောင်းကိုဖျက်ကူးနိုင်ရတဲ့ TNL တပ်ဖွဲ့ဝင်တွေကစက်လီနဲ့ပို့ဆောင်ပေးနေတယ်လို့လည်းဆိုပါတယ်။ဒါအပြင်စစ်တပ်ကအောက်တိုဘာ18ရက်ညတကောင်း7:09မိနစ်နဲ့7:38မိနစ်မှာဒီဘောမျိုးပြန်မှာရှိတဲ့ခမရ903ခမရ904တို့ဘက်မှာအင်အားပြင်းတဲ့ဘုံနှလုံးကျဲချခဲ့တယ်လို့ဒေတာကန်ချိုးရဲ့ပြောကြားချက်အရသိရှိရပါတယ်။